အချောင်မီလို့နောင်တရခဲ့ကြတဲ့ကစားသမားများအလုံးမမင်္ဂလာပါဘလုံးလောကမှာဆိုရင်တော့ကစားသမားတွေကကိုယ်နဲ့မှမကန်ရခင်အပြစ်မှပါဇက်နဲ့အရင်ကန်လေးရှိပါတယ်ဒါလည်းကိုယ်အတင်းပေါ်တွေအတွက်အတက်ဆရာဖြစ်စေနိုင်ပြီးတော့တစ်ဖက်အတင်းကိုလေးစိတ်တိုင်းစစ်စင်ကြီးလိုပါရောက်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာကစားသမားတွေအချောင်လိုက်မိတာကနောင်တရဆရာတွေဖြစ်သွားခဲ့ရတာမျိုးတွေလည်းရှိခဲ့ပါတယ်ဒီနေ့မှာတော့ပွဲမတိုင်ခင်အချောင်ခဲ့ပြီလို့နောင်တရခဲ့ကြတဲ့ကစားသမားတွေရဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်နံပါတ်1အနေနဲ့ကတော့ဇလာတန်ပဲဖြစ်ပါတယ် တော်ကီရီအကြောင်းပြောမယ်ဆိုရင်လင်းနေဖျားကြီးဇလာတန်ကိုလည်းမိထားလို့မရပါဘူးဇလာတန်ကိုခြေစမ်းမရရှင်နိုင်ကြတဲ့ကစားသမားတွေများပါပဲစကားအရာမှာတော့ရှင်နိုင်တဲ့သူမရှိသလောက်နဲ့ပါပါတယ်ဒါပေမဲ့တခါတလေမှာတော့နတ်ဖျားကြီးဇလာတန်ကိုယ်တိုင်အာချောင်လိုက်မိတာကြောင့်နောင်တရခဲ့ရတဲ့အဖြစ်ပြက်တွေလည်းရှိခဲ့ပူပါတယ်ဒါကတော့ငါလည်းနတ်ဖျားကြီးဇလာတန်ဟာစိတ်ကြီးပနတ်တို့ကိုဆောင်းမြောင်းပြောဆိုခဲ့ပူပါတယ်ကဘာဗလာကဘနန်တူထဇလာတန်ကိုပိုလိုအပ်တယ်ဆိုပြီးတော့ပြတ်သွားခဲ့တာဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီနေ့ခြေစစ်ပွဲမှာပေါ်တူဂီတင်းဟာဝန်ထမ်းတွေရဲ့ hat trick ကိုနဲ့ဆူဒင်တင်းကိုအနိုင်ယူပြီးတော့ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။နံပါတ်2နေနေကတော့ဒန်တီပဲဖြစ်ပါတယ်။ဒန်တီဆိုတာကတော့ဘရာဇီးဝိုင်းနောက်ခံလူတူဖြစ်ပြီးတော့လက်ရှိမှာအသက်၄၀နှစ်အရွယ်ရောက်နေသည့်တိုင်အောင်နစ်တင်းအတွက်ကစားပေးနေတုန်းဖြစ်ပါတယ်။ဒန်တီတယောက်ဂျာမန်ကလပ်ဝူစပတ်တင်းမှကစားစဉ်တုန်းကစိတ်ကြီးဝန်ထမ်းတို့ဟာလဝါတင်းကိုအိမ်ငွေးမှာအနိုင်ယူခဲ့ပူပါတယ်။အလီပွဲပြီးမှဒန်ဒီကဗနန်ဒိုကိုထိန်းရတာဟာကျွန်တော်သားကိုထိန်းရတာတော့မခက်ပါဘူးဆိုပြီးတော့လေးလိုက်သွားခဲ့တာပါ ဒါပေမဲ့ဒုတိယချုပ်ပွဲစဉ်မှာဖိတ်ချီယာဟတ်ထရစ်ပြန်သွင်းပြသွားပြီးတော့သလားပါပါတုတ်ပြန်သွားခဲ့ပါတယ်။နံပါတ်3နေနေကတော့ဂရီးလီပဲဖြစ်ပါတယ်။အင်္ဂလန်ကမူဂရီးလီတယောက်ကလည်းနိုဘူတို့မိခဲ့တဲ့ချင်းတယောက်အနေနဲ့တမန်ရတော့မယ့်အနေထားဖြစ်လာခဲ့ပါပြီ။ဒါကြောင့်ကလည်းငမူဂရီးလီကမော်ရက်ဖ်ကြောင်းပြောရင်လည်းအမီရွန်ကိုစော်ကားသလိုဖြစ်သွားခဲ့ပါတယ်။သူပြောခဲ့တာကတော့မော်ရက်စ်ကိုထုတ်လိုက်ပါသူကစားတာအမီရွန်လိုပဲဖြစ်နေတယ်ဆိုပြီးတော့ပြုတ်သွားခဲ့တာပါ။ ဒါပေမဲ့သူပြောပြီးတိတ်မကြခင်မှာအီမီရွန်ကတလားတာအကောင်းဆုံးကစားသမားဆုထားရသွားခဲ့ပြီးတော့အဲ့ဒီရာသီမှာလည်းအီမီရွန်က Grealish နဲ့ Goal နဲ့စပူပြီးတင်နိုင်ခဲ့ပါတယ်။အဲကြောင့်နောက်ပိုင်းမှာ Grealish ကိုယ်တိုင်ကအီမီရွန်ကိုပြန်ပြီးတော့တောင်းပန်ခဲ့ရပါတယ်။နံပါတ်၄နေနေကတော့စိတ်ကြီးဝင်တဲ့လူပဲဖြစ်ပါတယ်။စိတ်ကြီးဝင်တဲ့သူကလည်းသူ့ကိုအားလားချောင်တဲ့ကစားသမားတွေကိုနောက်နောက်ရအောင်လုပ်နေချဖြစ်ပါတယ်။ဒါပေမဲ့တခါတော့ကသူကိုယ်တိုင်လည်းအချောင်မီလို့နောက်တော့ပြင်ရခဲ့ရတဲ့အခိုက်အတန့်တစ်ခုရှိခဲ့ပါတယ်။အဲဒါကတော့အက်ဂလက်ရှိကိုဒါဘီပွဲစဉ်မှာဖြစ်ပါတယ်။ အရင်မတိုင်ခင်ကဂွန်ကြီးတို့အတင်းဟာအမေရိကအတင်းကိုရှစ်ကိုကူမရှိနဲ့အနိုင်ရထားခဲ့တာပါ။ဒါကြောင့်မလန်လူကသူတို့အတင်းဟာအမေရိကမဟုတ်ဘူးဆိုပြီးပြောလိုက်မိပါတယ်။အမေဂွန်ကြီးတို့ကတော့အဲ့ဒီပွဲမှာဟာလိုဝါတို့ကို၅ကိုတိတင်ပြသွားခဲ့တာပါ။နမတ်၅နေတွေကတော့ရေဘီယောပဲဖြစ်ပါတယ်။ဒါကတော့ပြီးခဲ့တဲ့နှစ်ယူရိုပြိုင်ပွဲမှာတော့ငါဖြစ်ပွားခဲ့တဲ့ကိစ္စလေးဖြစ်ပါတယ်။ယူရိုစမီဖိုင်နယ်မှာစပိန်နဲ့ပြင်သစ်တင်တို့ထိုက်တိုက်တွေ့ဆုံခဲ့ပါတယ်။ ဒါအပြင်တစ်ဘက်ကပရီဗီယိုကရာမန်အနေနဲ့ final မှာကစားကြည့်ရင်ဒီထက်အများကြီးပိုလို့ပြဖို့လိုပါသေးတယ်ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရာမန်ကတော့အဲ့ဒီပွဲမှာသင်ကိုတကိုပါသွင်းယူပြီးတော့စပိန်သင်းကိုလည်း final ထိပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဆုံးလေး GP အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။